အစိုးရရဲ့ဗထမရက်တရာစီမံချက်တွေထဲမှာပါဝင်လာတဲ့လူငယ်ရေးရမူဝါဒရေးဆွဲရမှာလူငယ်တိုင်းရဲ့သဘောဆန္ဒတွေပါဝင်စေဖို့အတွက်တိုင်းနဲ့ပြည်နယ်ဒေသအလိုက်လူငယ်ဖိုရမ်တွေဆက်လက်ပြုလုပ်သွားဖို့ရှိနေပါတယ်။ဒီအကြောင်းကိုကောင်းထက်ကြော်ဟာတင်ဆက်ထားပါတယ်။ရှုစားကြည့်ရအောင်နော်။ သမရဦးထင်းကျော်ဆိုရရဲ့ပထမရက်တရစီမံချက်တွေထဲမှာလူငယ်ရည်ရမူဝါဒမူကြမ်းတစ်ခုကိုအောက်တိုဘာလကုန်လောက်ရေးဆွဲနိုင်ရေးပါဝင်ပြီးဒီထဲမှာလူငယ်အတန်းစစ်စစ်တွေပါဝင်နိုင်မှုအတွက်လူငယ်ကိုယ်စားလှယ်အယောက်30ပူးပေါင်းပါဝင်ဖို့လူမှုဝန်ထမ်းဝန်ကြီးဌာနကကန့်လန့်ထားပါတယ်ဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေထဲမှာလူငယ်မူဝါဒရေးဆွဲတောင်းထည့်ပေါ်ဆောင်ရွက်နိုင်ရေးရှိနေတဲ့နိုင်ငံပေါင်း30ကျော်ရှိတဲ့နေရာမှာမြန်မာနိုင်ငံလည်းနိုင်ငံပါဝင်ဖြစ်ပါတယ်လူငယ်မူဝါဒ င်ရေးရှိတဲ့နိုင်ငံများမှာလူငယ်များရဲ့လိုအပ်ချက်များတောင်းဆိုချက်များအမြင်များပေါ်ချေခံရေးလုံလောက်တဲ့တုံ့ပြန်မှုများဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိကြကြောင်းမြန်မာနိုင်ငံမှာလည်းလူငယ်မူဝါဒရေးဆွဲဆောင်ရွက်ရန်လိုအပ်လာပါတယ် လူငယ်မူဝါဒရေးဆွဲရေးအတွက်အခြေခံထည့်သွင်းဆွေးနွေးတဲ့မြန်မာလူငယ်ဖိုရမ်ကိုမုံရမြို့မှာတုံးရတာပြုလုပ်ခဲ့ပြီးတိုင်းနဲ့ပြည်နယ်အသီးသီးကလူငယ်တွေတက်ရောက်ခဲ့ကြပါတယ်ဒီဖိုရမ်ကနေသက်ဆိုင်ရာဒေသတွေကလူငယ်အားလုံးရဲ့သဘောဆန္ဒကိုပြန်လည်တောင်းခံဖို့လိုအပ်တာကြောင့်တိုင်းနဲ့ပြည်နယ်လိုက်လူငယ်ဖိုရမ်တွေကိုဆက်လက်ပြုလုပ်သွားဖို့အချိန်၃လသတ်မှတ်လိုက်ပါတယ်ကျွန်တော်တို့တခုခုစပြီးတော့ဆုံးဖြတ်မယ်ပဲဖြစ်ဖြစ်အဲ့ဒါတွေဒီ တကယ်ကိုအရွေးခံတဲ့တကယ် manage ရှိတဲ့လူတွေပဲလုပ်တဲ့အလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီကိုလာတာဒီအာတိုင်းနာလူငယ်တွေအနေနဲ့ဟောနော်ကျွန်တော်တို့ဒီ policy ရေးဆွဲရေးမှာပါဝင်နိုင်အောင်ပေါ့အသက်ပဲကျွန်တော်တို့ကဂျားကန်အနေနဲ့ပဲလာပေးရဖြစ်တယ်ကျွန်တော်တို့ကတော့ဒီဟာမှာပါမှာမဟုတ်ဘူးကျွန်တော်ဒီ policy ရေးဆွဲရေးမှာကျွန်တော်တို့ကိုယ်တိုင်ဆိုလို့ချင်းလည်းမပါဘူးပြီးတော့ကျွန်တော်ဒီမှာဝင်ဆွေးနွေးပြီးရဲ့တချို့လူတွေကမပါဘူးတကယ်တိုင်းနာကုသပြုတွေကိုပဲကျွန်တော်တို့ကပြန်ဆွဲခေါ်လာပြီးတော့ကျွန်တော်တို့ကဒီ policy မှာပြန်ထည့်มาဖြစ်တယ်ပေါ့နော်အဲ့တော့တို့ကိုအချိန်တောင်းနေပေါ့နော်အချိန်တောင်းနေချိန်မှာတော့ကျွန်တော်တို့အချိန်၃လရတယ်ကျွန်တော်အားကြောင့်ဒီ၃လအတွင်းမှာကျွန်တော်တို့ ပြန်မယ်ပြန်ပြီးတော့ဒီပြည်နယ်မှာကျွန်တော်တို့ယူပိုရန်တွေပြန်လောက်ရမယ်တိုင်းနယ်ပြည်နယ်လိုက်လူငယ်တွေရင်ဆိုင်နေရတဲ့အခက်အခဲတွေလိုအပ်ချက်တွေကမတူညီမှုရှိနိုင်တာကြောင့်လူငယ်ရေအမွာရမှာလူငယ်တွေအားလုံးရဲ့လိုအပ်ချက်ပါဝင်နိုင်မှုဒေတာလိုက်ဖို့စောင့်သွားဖို့လိုအပ်နေတာဖြစ်ပါတယ်တိုင်းပြည်နယ်ဆက်လေးခုမှာတော့မတူဘူးပေါ့သူ့နေရာနဲ့သူကတော့အခက်အခဲရှိရပါတော့ရန်ကုန်လိုနေရာမျိုးမှာတော့ အဓိကပါရရှိတယ်ဆိုတော့အလောက်ကန်ခွင်လန်းရှားပါတယ်ပေါ့ကျန်တဲ့အတိုင်းနဲ့ပြည်နယ်တွေဥမာရှမ်းပြည်နယ်ကချင်ပြည်နယ်ဆိုသူတို့အဓိကခံစားနေရတာငင်းချင်မရသေးတဲ့ဒုက္ခတွေခံစားနေရတယ်နောက်ပြတော့သူတို့ဘာမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးလူငယ်တွေကျန်စင်ကြတွေခံစားနေရပါတော့ဒီခိုင်ပြည်နယ်တွေမှာဆိုလို့ရှိရင်တဘာပုံဝင်စင်နယ်ပတ်သက်ပြီးခံစားနေရတယ်သူကလည်းသူတို့မတူကြဘူးပေါ့ တိုင်းပြည်တစ်ခုရဲ့တီဆောက်ရေးအုပ်ချုပ်ရေးစတဲ့ကဏ္ဍအလိုက်လူငယ်တွေရဲ့ပါဝင်နိုင်မှုကိုတရားဝင်သတ်မှတ်ပေးထားတဲ့လူငယ်ရေးရမူဝါဒကိုကမ္ဘာနိုင်ငံပေါင်း120ကျော်မှကျင်သုံးနေပေမဲ့လူငယ်မူဝါဒမရှိသေးတဲ့32နိုင်ငံစည်းရင်းထဲမှာတော့မြန်မာနိုင်ငံလည်းပါဝင်နေပါသေးတယ်။ဒါကြောင့်မို့ဆိုအားကနေလူငယ်မူဝါဒရေးဆွဲရမှာလူငယ်တွေရဲ့ဆွေးနွေးချက်တွေထည့်သွင်းနိုင်မှုအခုပြုလုပ်တဲ့မြန်မာလူငယ်ဖိုရမ်ကိုပညာရေး၊ကျန်းမာရေး၊လူမှုဝန်ထမ်းစတဲ့ဝန်ကြီးဌာန၃ခုကကိုယ်စားလှယ်တွေလည်းတက်ရောက်လှစ်လာခဲ့ကြပါတယ်ခင်ဗျာ။ လူငယ်ရေးရမူဝါဒရေးဆွဲရမှာပါဝင်စေခြင်းနဲ့အချက်အလက်တွေလူငယ်တွေရဲ့သဘောထားအမြင်တွေကိုလည်းစုစည်းတင်ဆက်ထားပါတယ်ရှုစားကြည့်အောင်နော်လူချက်တွေပါဝင်တယ်လဲဆိုတော့ကျွန်တော်အာလူငယ်မူဝါဒမှာနိုင်ငံတီးတီးယသူအာဒေတာညီမြေဒေတာအောင်မူပြပြတာကိုကျွန်တော်ဒီမြန်မာပြည်ရဲ့လူငယ်ရဲ့အခြေအခြေပေါ်အခြေခံတဲ့ အချက်တွေပါဝင်စင်းတယ်လို့ထင်ပါတယ်အဲဒီလူငယ်တွေရဲ့ပြဿနာတွေဖော်ထုတ်နိုင်တဲ့အခါမှာဒီလူငယ်ပြဿနာကိုထင်ရှားစေတဲ့အကြောင်းအရာခံစားရေးပါဝင်စင်းတယ်ဥပမာလူငယ်တွေအဓိကကြုံတွေ့နေရတဲ့ပြဿနာဖြစ်တဲ့လူငယ်နဲ့လူခွင့်ရေးကိစ္စရပ်တွေလူငယ်နဲ့အာဒီဘာပါဝင်စင်းကိစ္စရပ်တွေနောက်အလုပ်ပိုင်းခွင့်လန်းကိစ္စရပ်တွေဒါတွေပေါ့နော်နောက်သူတို့ရဲ့အနာဂတ်အတွက်ကိုလူငယ်နဲ့မူဝါဒရေးရပိုင်းမှာသူတို့ရဲ့ဥပဒေပြည့်ရေးမှာသူတို့ရဲ့ချမ်းသာနာပါဝင်လာဖို့ခိုင်းခံတာတွေဒါတွေအရေးကြီးရလို့ထင်ပါတယ် အဓိကအရေးကြီးတာလည်းဟိုလူငယ်တဲ့နိုင်ငံရေးဆက်ဆက်တဲ့ကိစ္စပေါ့နော်။ဒါပါနိုင်ငံရေးအသေးပဲရှိမှုဆိုရဲဘူဘူဝါရာမျိုးထဲသွင်းမှုလိုရတယ်။နောက်ချက်ကတော်တော်အရေးကြီးတာဒီအလောက်ကန်ခွန်းလန်းပေါ့နော်။အဲအလောက်ကန်ခွန်းလန်းနဲ့ပတ်သက်တဲ့ဖိစာတွေဖြည့်ရှင်းနိုင်မှာအစီအစဉ်တွေထည့်နိုင်မှာကြီးတယ်။နောက်ခုကဘာကြီးဒီကြီးဒီကလူငယ်ဖုံမျိုးကိုလေအဲ့ဒီစားဖုံမျိုးကြီးတွေစောင်းပေးတယ်အဲ့ဒီမူဝါဒမျိုးထည့်တယ် ောင်းဆောင်ရှိရလေကျွန်တော်ကျောင်းသားရှိရလုံသမားရှိရလေသမားရှိရပေါ့နော်ဆိုတော့အဲ့ရောအဲ့ဒီဟာတွေအားလုံးပါသိချင်တယ်ဆိုတော့ဥပမာပညာရေးအလောက်ကန်ခွဲလန်းနောက်လူငယ်နဲ့ဒီလက်ရှိဟိုသွားနေတဲ့ငိမ့်ခဲရေးဖြစ်စေပေါ့ဆိုတော့အဲ့ဒါတွေတော့အဓိကပါသိချင်ပါတယ်ရှင်